ွှေ့ပြောင်းအခြေချမှုမဟုတ်တဲ့ဗီဇာ၃မျိုးအတွက်ရှောက်ထားသူတွေအနေနဲ့ကိုပိုင်လူမှုကွန်ရက်မီဒီယာအကောင့်တွေကို public အဖြစ်ထားရှိရမယ်ဆိုတဲ့ညွှန်ကြားချက်ထွက်ပေါ်လာပါတယ်။ American နိုင်ငံဆိုင်ရာထိုင်းတန်ရုံကဗီဇာရှောက်ထားမှုတွေနဲ့ပတ်သက်ပြီးအဲ့ဒီစီးမင်းသစ်ကိုထည့်သွင်းသတ်မှတ်မယ်အကြောင်းဂျွန်လ23ရက်ဒီနေ့မှအသိပေးလာခဲ့တာလို့ Bangkok Post သတင်းစာကဖော်ပြပါတယ်။ပညာရေးဗီဇာအသက်မွေးပညာရေးဗီဇာနဲ့ နှစ်နိုင်ငံဖလှယ်ရေးအစီအစဉ်အရာဆေးလွှတ်သူတွေအတွက်ထုတ်ပေးတဲ့ဗီဇာရရှိသူတွေဟာသူတို့ရဲ့ privacy setting ကို public အဖြစ်ဖွင့်ထားတဲ့လူမှုကွန်ရက်စာမျက်နှာတွေကိုပါတင်ပြရမှာဖြစ်ပါတယ်။ဒါမှပဲအချက်အလက်အစီအစဉ်မှုတွေမှာပိုလွယ်ကူချောမွေ့စေပြီး American ရဲ့ဥပဒေတွေနဲ့အညီလျှောက်ထားခြင်းရှိမရှိစမ်းစစ်နိုင်လိမ့်မယ်လို့တန်ယုံရဲ့လူမှုကွန်ရက်စာမျက်နှာတွေမှာဖော်ပြထားပါတယ်။အဲ့ဒီဗီဇာအမျိုးအစား၃ခုလျှောက်ထားမှုကိုအဆင့်၆ခုဖြတ်တန်းစေပြီးစီစစ်မှာဖြစ်ကြောင်း အဲ့ဒီနောက်မှာတော့နောက်ဆုံးအဆင့်အနေနဲ့တန်ယုံကအင်တာဗျူးသွားမယ်လို့လည်းကြေညာချက်မှာဖော်ပြထားပါရဲ့ရှင် People's Spring ရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းတချို့တင်ဆက်ပေးခဲ့တာဖြစ်ပါရဲ့ရှင်